ရပောင်း20ကြာပြစ်ခတ်တိုက်ခိုက်မှုရစဲကြောင်းစစ်ကောင်စီဘက်ကကြီးညာထားပေမဲ့မွန်ပြည်နယ်မှာနေကြောင်းနဲ့ကင်းကောက်မှုတွေဆက်ရှိနေတယ်လို့တော်လိုင်းအင်အားစုတွေထံကလည်းသိရပါဗျ စစ်ကောင်စီဟာနိုင်ငံတော်ငလင်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ဖို့အတွက်ဧပြီ၂ရက်နေ့ကနေဧပြီ၂၂ရက်နေ့ထိသုံးပတ်ကြာအပြစ်ခတ်ရက်စဲမယ်လို့ကြေညာထားပါတယ်။အပြစ်ရကြေညာထားပေမဲ့မွန်မီနယ်တထုံခရိုင်ရဲ့မြို့နယ်တွေဖြစ်တဲ့တထုံဘီးလင်းနဲ့ကြိုက်ထုံမြို့နယ်တို့မှာလေရင်နဲ့ကင်းထောက်မှုတွေနေ့စဉ်နဲ့မျှဆက်ရှိနေတယ်လို့ KNU တထုံခရိုင်ပြောခွင့်ရပရိုဆောအေးနိုင်ကတန်လွင်တိုင်းကိုပြောပါတယ်။ ငလင်တန်းကြောင့်လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ကင်မြူသားစီယုံ KNU တထုံကြိုင်မှာပြစ်ခတ်တိုက်ခိုက်မှုတွေဆိုင်းငံ့ထားပေမဲ့စစ်ကောင်စီဘက်ကထိုးစစ်စင်နာဘာကပြန်လည်အခုခံတိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။အလားတူတော်လိုင်းအင်အားစုတွေလှုပ်ရှားမှုအကောင့်တဲ့မွန်ပြည်နယ်ရဲ့ရေးကြံပြီးတော့တန်တူစီရဲမြို့နယ်တို့မှာလည်းစစ်ကောင်စီဘက်ကလေကြောင်းကနေကင်းထောက်မှုတွေဆက်လက်လှုပ်ဆောင်နေရလို့ဒေသခြေစိုက်တော်လိုင်းတပ်ဖွဲ့တွေရဲ့ပြပြကြေးရသိရပါတယ်။ ယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲကြီးကလာပြည်ကြီးညာခဲ့ပေမဲ့ရှင်းချက်အနေနဲ့လက်မခံတဲ့လုံရက်တူကိုလုဆောင်ပါက အရေးယူတွန်းပြမှုတွေဆောင်ရွက်သွားမယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေအများဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့ထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ပဲဧပြီလတာတပတ်သက်အပြည့်အကြောင်း NNDAA TNL နဲ့ AA ညီနောင်မဟာမိတ်သုံးဘက်ကဧပြီလနေ့မှာထုတ်ပြန်ကြေညာထားပါတယ်။မြို့သားညီညွတ်ရေးဆိုရ NUG ကလည်းငလင်ဖြစ်ပွားရာဒေသတွေမှာထိုးစစ်နှစ်ပတ်ရနာမယ်လို့ကြေညာထားတာပါ။လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းဖြစ်တဲ့ညံလင်းတဲ့သုတေသနအဖွဲ့ရဲ့ချက်လက်တွေအရ အင်းအားပြင်းငလင်လှုပ်ခတ်ပြီးနောက်မက်လာ28ရက်နေ့ကနေ31ရက်နေ့ထိစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပါဝင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရဲသား၄ဦးသေဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်